အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ Don Movie Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Sino EV ရဲ့နောက်ထပ်အပိုင်းဆက်ကို recap ပြုလုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကားလေးမှာကတော့အလောင်းတွေကိုစစ်ဆေးပေးရတဲ့ရင်ခွဲရုံတစ်ခုကနေစတင်ထားပါတယ် Chris နဲ့ Tom တို့ဟာအလောင်းခွဲစိတ်ဆရာဝန်တွေဖြစ်ကြပြီးတော့မိလောင်ထရာတွေနဲ့တိတ်ဆုံးနေသူတယောက်ရဲ့အလောင်းကိုစစ်ဆေးနေရပါတယ်ဒီနေ့မှာမှစစ်ဆေးရမယ့်အလောင်းတွေပုံနေလို့ Chris ဟာသူ့မရဲ့အမွှေးတွေကိုမိတ်ဆွေတွေနဲ့အတူဖြတ်တန်းမှုတောင်အချိန်မရခဲ့ပါဘူး နိုင်ရောပဲတကြီးကြီးလုံးနေတဲ့ခရစ်တောင်းသောမတ်ကပြန်ချင်ရင်ပြန်ဖို့ပြောခဲ့ပေမဲ့ခရစ်ကတော့သူမတာဝန်ကိုမလဲဟင်းချင်ခဲ့ပါဘူး။ဒါကြောင့်သောမတ်ကခရစ်ကိုပြားစရာတစ်ခုရှိတယ်လို့ဆိုလိုက်ပြီးကရင်ပေါ်မှာဖုံးအုပ်ထားတဲ့ပိတ်စာကိုလှမ်းပြလိုက်ပါတယ်။အဲ့ဒါကတော့ခရစ်ကိုအံ့ဩသွားစေတဲ့ဂိတ်မှုတစ်လုံးပဲဖြစ်နေခဲ့ပြီးသူမကလည်းသောမတ်ကိုကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။ထို့နောက်အလုံးမှရှိသေးတဲ့သူတို့မိတ်ဆွေစီသွားပြီးတော့ဂိတ်ခွဲကြဖို့လုပ်ပေမဲ့ရေနားထောင်နေတဲ့ဘလက်ဝဲဟိုတယ်ကလူတက်မှုတည်င်းထဲမှာစီမျောသွားကြပါတယ်။ မြို့ရဲ့တစ်ဖက်လူစီကားရဲ့လမ်းမပေါ်မှာတော့အရေးပေါ်ကားတစ်စီးကအခြားသော ကားတွေကိုကြောတက်ကမောင်းနှင်လာပါတယ်။အထက်ကဆေးဝင်ထန်းတွေကလည်းလူတယောက်ကိုအသေးအတန်ကဲတင်နေကြပြီးအမျိုးသမီးကသူ့ကိုတကယ်ပဲကဲတင်ချင်လားလို့မေးလိုက်တဲ့အခါမှာလူနာဟာ Jacob Goodnight ဖြစ်လို့နေပါတယ်။သူတို့ဘလို့ပဲကဲတင်နေပါစေ Jacob ဟာတေဆုံးသွားပြီဖြစ်တာကြောင့်လက်လျှော့လိုက်ရပြီး Christo ရဲ့ရင်ခွဲယုံစီခေါ်လာခဲ့ပါတယ်။ Chris ကတော့ဒါဟာနောက်ဆုံးတစ်ခုလားလို့ Thomas ကိုမေးတဲ့အခါ Thomas ကဟုတ်တယ် Jacob Goodnight ပဲ။ သူကလုံးဝကိုစိုက်ကိုကြီးလို့ရေရွတ်လိုက်ပါတယ်။အဲနောက်အလောင်းကိုခွဲကန်းစီတဲ့ဖို့ဓလေကစီးကြရပြီးကင်ထားတဲ့စာအုပ်လွတ်ကျသွားလို့ပြန်သွားောက်တဲ့သောမတ်ဆာအပြင်မှာကြမ်းရိတ်ခဲ့ပါတယ်။ခရစ်ကတော့ဂျေကော့ရဲ့အလောင်းနဲ့အတူဓလေကရဲ့ပါသွားခဲ့ပြီးသောမတ်ကလည်းလေကားကနေတက်လာခဲ့မယ်လို့လှမ်းဩပါတယ်။အလောင်းတော်တော်များများကိုကန်တွယ်ဖို့ပေမဲ့လူကောင်ခတ်ထွားထားတဲ့ခြေကော့ရဲ့အလောင်းကတော့သူ့မကိုအမှန်တကယ်စိတ်လှုပ်ရှားစေပါတယ်။တက်ရမယ့်အထက်ရောက်တော့အလောင်းစင်ကိုတယောက်ထဲမနိုင်မနှင်းဖြစ်ပြီးတော့နောက်တစ်ထပ်ကိုထပ်ပါသွားပါတယ်။ အဲ့ဒါကြောင့်အောက်ကိုပြန်ဆင်းလာပြီးတော့အလောင်းကိုတဲဖို့သူ့မိတ်ဆွေကိုလှမ်းခေါ်လိုက်ပါတယ်။ယုဒိယသောမတ်စ်ကအနောက်ကနေပေါ်လာပြီးခြောက်လှမ်းခဲ့တာကြောင့်ထိတ်လန့်သွားတဲ့ခရစ်ဟာချက်ကိုချက်ကန်နဲ့သောမတ်စ်ကိုထုရိုက်ကာရီမောခဲ့ပါတယ်။အဲ့နောက်နှစ်ယောက်သားအလောင်းကိုခွဲကန်းစီတင်လာကြပြီးတော့စစ်ဆေးဖို့လုပ်ကြပါတယ်။အရင်ဆုံးအလောင်းကောင်ရဲ့အရက်ကိုတိုင်းတာခဲ့ရပြီးခုနှစ်ပေးဆိုလိုအံ့ဩသွားကြပါတယ်။ဒီချိန်ခရစ်ကအလောင်းရဲ့ပါဇက်ထဲကနေခလုခလုဆိုတဲ့အတန်တွေကြားခဲ့ရတာကြောင့်အနားကပ်ပြီးတော့နားထောင်ကြည့်တဲ့အခါဂျေကောရဲ့ပါဇက်ထဲကနေသွေးတွေကပန်းထွက်လာပါတယ် သူမမျက်နှာကိုလည်းသွေးတွေပေကုန်လို့အဝတ်တစ်ခုနဲ့အမြန်တန်းစင်ခဲ့ရပြီးသောမတ်ကတော့ဒါဟာအလောင်းလှုပ်တာလို့ဆိုပါတယ်အဲ့နောက်အလောင်းစစ်စေးပေါ်သူတယောက်တည်းအစဉ်ပြေတာကြောင့်ခရစ်ကိုမွေးနေ့ပွဲစီသွားဖို့ပြောလိုက်ပါတယ်ခရစ်လည်းစိတ်အစဉ်မပြေတော့တာနဲ့အဲ့ဒီကနေထွက်လာလိုက်ပါတယ်ချောင်းလန်းတချောင်တယောက်တည်းဖြတ်ချောက်လာခဲ့ရင်နောက်ထပ်အလောင်းတွေထားထားတဲ့ခန်းကနေသူမနာမည်ကိုခေါ်နေတဲ့အတန်ကြားလိုက်ရလို့ဝင်သွားလိုက်ပါတယ်။ရေးခေါ်နေတဲ့ချင်းနဲ့သူမကိုခေါ်သေးလားလို့မေးမြန်းရင်းနဲ့အလောင်းတွေကြားထဲမှာလိုက်ရှာနေတဲ့ချင်းအလောင်းကောင်တကောင်ကသူမရဲ့လက်ကိုထဆွဲပါတယ်။ အဲ့နောက်နောက်ထပ်အလောင်းတွေပါထထိုင်လာခဲ့ပြီးသူမရဲ့ကြောက်စိတ်ကငယ်တဲ့ရောက်နေတဲ့အချိန်မှာတငယ်ချင်းတွေရဲ့ surprise ဖြစ်လို့နေပါတယ်။လန့်သွားပေမဲ့လည်းသူမမွေးနေ့ကိုမမေ့ရော့ပဲအလုပ်ထိလိုက်လာတဲ့တငယ်ချင်းတွေကြောင့်စိတ်မဆိုးနိုင်ခဲ့ပါဘူး။တကယ်တော့တငယ်ချင်းတွေဒီကိုရောက်လာတာဟာ Ray ရဲ့အကြံစီပဲဖြစ်နေခဲ့ပြီးအလုံများနေတဲ့ Chris အတွက်အချိန်ကောင်းလေးတစ်ခုဖန်တီးပေးချင်ခဲ့တာပါ။နောက်မှဝင်လာတဲ့ Thomas ကိုတော့တငယ်ချင်းအားလုံးရဲ့သူမရဲ့အကူ well နဲ့ပါမိတ်ဆက်ပေးလိုက်ပါတယ်။ Chris နဲ့တငယ်ချင်းတွေကသူတို့နဲ့အတူပျော်ဖို့ပြောလာတဲ့အတွက်အလုပ်ရှိသေးတဲ့ Thomas ကတော့ညှင်းလိုက်ပါတယ်။ ဒါပေမဲ့ Chris ကပါဆန္ဒရှိနေတဲ့အတွက်မွေးနေ့ရှင်စိတ်ချမ်းသာအောင်ခွက်ချင်းတက်လိုက်ပါတယ်။ဒီလိုနဲ့ရင်ခွဲရုံရဲ့အခန်းတစ်ခုထဲမှာပဲမွေးနေ့ပါတီကိုပြပြပပကျင်းပလိုက်ကြပြီ။ပါတီကတချင်းသာဟာတိတ်ဆိတ်နေတဲ့ရင်ခွဲရုံရဲ့ရှောက်လန်းထဲမှာလွမ်းမိုးသွားပါတော့တယ်။ဒီလိုချိန်ဝယ်ကသူ့ညီမဟာ Thomas ကိုသဘောကျနေပြီဖြစ်ကြောင်းဒေးကြီးပြောလာလို့ဆက်သွေးဖြာသွားတဲ့ Thomas ကတော့ဒီတိုင်းလှုပ်ဖို့ဂိုင်းဘက်ပါဆိုပြီးဘူးခံညှင်းလိုက်ပါတယ်။အဲ့နောက်ဝဲလ်ကသူညမဟာဒီလိုမတန်ရှင်းတဲ့အလောင်းတွေကိုကန်တွယ်နေရတဲ့အလုံးနဲ့မထိုက်တန်ဘူး ူမဒီထက်ပိုကောင်းတဲ့အရာတွေကိုထိုက်တန်တယ်လို့ပြောလာတာကြောင့်ဆိုလိုရင်းဟာညီမဖြစ်သူနဲ့သူ့ကိုသဘောမတူနိုင်ဘူးဆိုတာတောမက်စ်နားလည်သွားပါတယ်။ဒါကြောင့်သူ့အလုပ်သူပြန်လုပ်ဖို့ပါတီယာထွက်သွားလိုက်ပြီးရုပ်တရက်ထထွက်သွားတဲ့တောမက်စ်တောင်အကိုဖြစ်သူတခုခုပြောလိုက်ပြီးဆိုတာခရစ်ကတော့ရိပ်မိခဲ့ပါတယ်။တငယ်ချင်းတွေရဲ့ဆက်ဆက်ဆူဆူလှုပ်တတ်တဲ့ Rose ကဂျေကော့အကြောင်းကြားထားမိရရှိလို့ Ray ကိုကတိုးလေးမိလိုက်ရင်အလောင်းဟာအောက်ထပ်မှာရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါကြောင့်အိမ်သာခဏသွားအောင်မယ်လို့လိမ့်လိုက်ကောင် ကြီးစားဖြစ်သူနဲ့အတူအောက်ဘက်ကအလောင်းတွေထားရခန်းစီသွားခဲ့ပါတယ်။ခရစ်ကတော့အကိုဖြစ်သူစီသွားပြီးစိတ်ပူပိတတ်တဲ့အကိုတရားရဲ့လုံယုံလုံစင်တွေကိုငါမလိုအပ်ဘူး။ပြီးတော့ဒီအလုပ်ကိုသူမကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့အမေနဲ့အကိုရဲ့သဘောတူညီမှုရစရာမလိုဘူး။အဲဒါကြောင့်ငါလုပ်ကိုငါသဘောကျတယ်။ငါဘဝကိုငါသဘောကျတယ်လို့အပြက်ပြောပြီးထွက်လာလိုက်ပါတယ်။ဝဲကလည်းသူညမကိုရှင်းပြဖို့နောက်ကနေလိုက်သွားပေမဲ့အမ်ကလှုပ်ထားလိုက်လို့ပြောတာကြောင့်ဝဲလည်းစိတ်လျှော့လိုက်ပါတယ်။ တောမက်စ်ကတော့သူ့အလုပ်သူလက်ဆတ်တက်နေပြီးတပ်ဖက်ကအလောင်းထားရာခန်းစီကိုတော့ရို့စ်တို့အတွေကရောက်လာခဲ့ပါပြီ။သူတို့ဟာဂျေကော့အလောင်းကိုလိုက်ရှာနေတာဖြစ်ပြီးတော့အလောင်းကိုတွေ့ရနဲ့ရို့စ်တယောက်တက်ခွာကမဖွဲမရာတွေဆလုပ်ပါတော့တယ်။ကောင်လေးကအလောင်းပေါ်ကနေဆင်းလာဖို့အေးစေးပြောပေမဲ့ပြောလေကဲလေပိုဆိုးလာတဲ့ရို့စ်ကဂျေကော့ကိုတောင်းနှဲလို့စိတ်ဆိုးဆိုးနဲ့အော်လိုက်ပါတယ်။ဒီခါမှရီစားဖြစ်သူကတဝင်းတိုးနေတာပဲဆိုပြီးရို့စ်ကပြန်ဆင်းလာခဲ့ကောင်လေးကိုအချစ်ဆန်းခဲ့ပါတယ်။ နှစ်ယောက်သားအလောင်းတင်တဲ့ဆင်ပေါ်မှာပဲချီလူးနေကြစဉ်ဂျေကော့အလောင်းပြောက်သွားတာကို Rose ကတတိထားမိသွားပါတယ်။အဲဒါကြောင့်သူ့ကောင်လေးကိုပြလိုက်ပြီးအလောင်းကောင်ဘယ်ကိုရောက်သွားလဲထားကြည့်ကြည့်တဲ့အခါမိရပါပြတ်သွားခဲ့ပါတယ်။အဲဒါကြောင့်ပါလာတဲ့မီချစ်ဆန်ဘူးကိုမိညစ်လိုက်ပြီးတော့ကောင်လေးကတော့ဒါဟာတယောက်ယောက်စနောက်နေရဖြစ်နိုင်ကြောင်းပြောပါတယ်။ကျောင်းစိတ်တွေကလည်းဝင်လာတော့အပေါ်ကိုပြန်မှုဟန်ပြင်လိုက်တဲ့အခါမှာပဲ Rose ကသူ့လက်ပူသွားလို့မိကိုတတ်လိုက်ပါတယ်။မိပြန်မောင်းသွားတဲ့အတန်တစ်ခုထွက်လာလို့ချက်ချင်းမိပြန်ထွန်းလိုက်တဲ့အခါမှာတော့ ဂျေကောကသူ့နောက်ရောက်နေခဲ့ပါပြီ။သူတို့လည်းနောက်မှတယောက်ယောက်ရက်နေတယ်လို့အငွေ့အသက်ကြီးရနေတာကြောင့်တဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အခါဂျေကောကိုတွေ့လိုက်ရပြီးကောင်းလေးကိုဆွဲသွားခဲ့ပါတယ်။အမောင်တို့ထဲမှာထူရိုက်တန်တွေ Rose ရဲ့အော်တန်တွေကဖုံးလန့်နေပြီးခဏကြာတော့တွေးတွေပေးချန်နေတဲ့ Rose ဟာအော်ဟစ်ရင်နဲ့အခန်းပြင်ကိုထွက်ပြေးလာပါတယ်။ဂျေကောကတော့အမေဖြစ်သူရဲ့အလောင်းကိုသွားထုတ်ခဲ့ကအတိတ်ကအချိန်တွေကိုပြန်တွေ့ရင်ဝမ်းနည်းစွာငိုကြွေးလိုက်ပါတယ်။အဲနောက်ပြန်ထပြေးဖို့လုပ်တဲ့ကောင်လေးကိုဂုတ်ကနေလှမ်းဆွဲထားလိုက်ပြီး ငါမြင်တယ်လို့ရေရွရင်ကောင်လေးရဲ့လက်မျိုးကိုညှစ်တက်ပြစ်လိုက်ပါတယ်။ပြီးတော့နဲ့သူ့မျက်လုံးတစ်လုံးပေါက်နေတာကိုကြည့်ရင်ထိုးခဲ့တဲ့အင်းမီကိုလည်းအခဲမကြီးဖြစ်နေခဲ့ပါတယ်။သူ့မျက်နှာကိုဖုံးကွယ်ဖို့အတွက်မိလောင်တည်ထားတဲ့လူနာစီကမျက်နှာဖုံးကိုယူပြီးသူ့မျက်နှာမှာကာလိုက်ကလူတွေကိုလက်စားချေဖို့လက်နက်တွေကိုစတင်ရွေးချယ်ခဲ့ပါတယ်။စေယုံကြီးထဲမှာအော်ဟစ်ထွက်ပြင်းနေတဲ့ Rose ရဲ့အတန်ကိုအနီးနားမှာရှိနေတဲ့ Ray ကကြားသွားပြီးလိုက်ရှာခဲ့ပါတယ်။ Chris ကတော့သူ့တငယ်ချင်းတွေစီပြန်လာရင်းနဲ့အကူဖြစ်သူနဲ့တငယ်ချင်း Am တို့ရဲ့ချစ်စလန်းကိုမြင်တွေ့သွားပါတယ်။ ဒါပေမဲ့ဘာမှမမေးမြန်းရသေးခင်မှာပဲ Rose ရဲ့ order ကြကြလောင်လောင်ထွက်လာလို့တွားကြည့်ကြပါရယ်။ရှောင်းလန်းတခြား Rose ကိုလိုက်ရှာနေတဲ့ Ray ကတော့တခုခုကိုမြင်တွေ့လိုက်ရပြီးငယ်တန်ပါအောင်အဟိအကူကြီးတောင်းကဝီချဲကိုအတကုံတွန်းရင်ထွက်ပြေးလာပါရယ်။ဒါမဲ့ဂျေကောကဂျေကောက်ကျိုးကြီးနဲ့သူ့တွန်းလဲကိုလှမ်းဆွဲလိုက်တာကြောင့်သူ့လဲအောက်ကိုမှောက်ရက်လဲသွားပါရယ်။အသက်ပင်ရင်ဆိုင်နေရတဲ့အတွက်မတန်မင်းမဲ့လဲလွတ်အောင်ထွက်ပြေးရမယ်ဆိုတဲ့စိတ်နဲ့တရွတ်တိုက်ပြေးခဲ့ပေမဲ့တန်ချင်းနဲ့ထပ်အစွဲခံလိုက်ရပါရယ်။ ရိုးစ်ရဲ့အော်တန်အပြင်ရေးရဲ့အတန်ကိုပါထက်ကြလာရတဲ့ခရစ်တိုဟာခတ်တုတ်တုတ်ရှောင်းလာကြပြီးလိုက်ရှာကြတဲ့အခါခွဲကန်းတွေကဂျေကော့အလောင်းပြောင်းနေအောင်တွေ့လိုက်ရပါတယ်။ဒါအပြင်အေးကန်းတကားကသွေးတွေစွန်းနေအောင်မြင်တော့ထုတ်ကြည့်လိုက်တဲ့အခါသူတို့တငယ်ချင်းကာတာရဲ့အလောင်းကြီးဖြစ်နေတာကြောင့်အာလုံးထိတ်လန့်သွားကြပါတယ်။ဘာမှမသိသေးတဲ့သောမတ်စ်ကတော့အလုပ်တွေပြီးလို့တန်ရှင်းရေးလုပ်နေစဉ်မိရပြတ်သွားခဲ့တာကြောင့်မိထုံးဖို့ဓမိသွားရှာပါတယ်။တစ်ဖက်မှာခရစ်တိုမင်းကလေးနှစ်ယောက်ဟာကြောက်လန့်ပြီးတယောက်တစ်ပေါက်တွေပြောနေကြလို့ ဝယ်ကရဲကိုသာအရင်ခေါ်တင်ကြောင်းပြောလိုက်ပါတယ်။ဒါမဲ့အလုပ်ထဲဖုန်းယူခွင့်မရှိတဲ့အတွက်သူတို့အားလုံးရဲ့ဖုန်းတွေဟာရေးရဲ့လော်ကာထဲမှာတောခတ်တင်ထားခံရတာကြောင့်ရဲခေါ်ဖို့လည်းအဆင်မပြေခဲ့ပြန်ဘူး။ဒါကြောင့်ခရစ်ဟာဝယ်စီကမိကျစ်တောင်းလိုက်ပြီးအန်ဇွဲရဲ့ဓမီကိုရှာယူလိုက်ပါတယ်။ဝယ်ကလည်းစပွဲပေါ်အတွေ့တဲ့ခွဲစိတ်ဓာတ်တစ်ချောင်းကိုယူလာပြီးတော့သုံးယောက်သားအပြင်ကိုထွက်လာကြပါတယ်။သောမတ်စ်ကတော့ဓမီတလက်ရှာတွေ့ပြီးတော့တကားပေးဖို့တော့ရီယူနေတော့မှပဲအတန်ကြာလို့ခရစ်တို့အထင်နဲ့လိုက်ရှာခဲ့ပါတယ်။ တဖက်မှာခရစ်တိုကတော့မီးပြက်လို့သုံးမရဖြစ်နေတဲ့ဓာတ်လီကားအစားအစာဦးရဲ့မြေပုံကိုကြည့်ပြီးလေကားရည်ကနေတစင်အပြင်ကိုပြန်ထွက်ဖို့လုပ်ကြပါတယ်။ဒီကနေ10မိနစ်အတွင်းအမြန်ထွက်ကြဖို့ပြောတဲ့ Well ရဲ့စကားကို Chris ကတော့နားမထောင်ပဲကြံနေသေးတဲ့သူတွေကိုသွားရှာဖို့လုပ်ပါတယ်။ထို့အချိန်သူတို့ရှိကရှောင်းလန်းရဲ့ထောင်လေးမှာတခုခုရှိနေတာကိုတက်တက်လေးမြင်လိုက်ရတာကြောင့် Chris ကသွားကြည့်တဲ့အခါအသက်ငင်နေပြီဖြစ်တဲ့ Ray ကိုဝမ်းနည်းဖွယ်ရာမြင်တွေ့လိုက်ရပါတယ်။ လေပင်ဖောက်ခံထားရတာကြောင့်အသက်ပြင်းပြင်းရှူနေရတဲ့ရေးကိုမကယ်တင်လိုက်နိုင်ခဲ့ပါပဲ။သူ့ရဲ့အသက်ရှူတန်းဟာရပ်တန့်လို့သွားခဲ့ပါပြီ။သောမက်စ်ကလည်းမိဆက်ပြင်းဖို့ထွက်လာခဲ့ပြီးတော့စက်တကောင်းကိုဖွင့်လိုက်တဲ့အခါဖြက်စီးခံထားရမှန်းတွေ့လိုက်ရပါတယ်။ဒါအပြင်အတန်တွေထက်ကြာလာရတဲ့အတွက်ဘသူလဲလို့မေးမြန်းရင်းရှောင်းလန်းတစ်လျှောက်လိုက်ရှာကြည့်ခဲ့ပါတယ်။ခရစ်တိုကလည်းထွက်ပြေးလာတဲ့ Rose နဲ့သွားဆုံပြီးတော့သူမကိုပေါ်မှာတွေးတွေပြနေတဲ့အတွက်အစဉ်ပြေးလာလို့အရင်ဆုံးမေးမြန်းလိုက်ပါတယ် ရိုးစ်ကတော့ဒါသူ့သွေးတွေမဟုတ်ဘူးကာတာရဲ့သွေးတွေသူ့ကိုခြေကောက်ကတတ်သွားတာလို့ပြောလာတာကြောင့်အားလုံးမယုံနိုင်ဖြစ်သွားပါတယ်။ဒါမဲ့အတီပေါကြီးပြောနေတဲ့ရိုးစ်ကခြေကောက်ဟာသူတို့ကိုစိတ်ဆိုးနေတယ်လို့ဆိုတာကြောင့်ဘာကြောင့်စိတ်ဆိုးရတယ်လဲခရစ်တိုကမေးလိုက်ပါတယ်။ဒီခါမှာခြေကောက်ပေါ်သူမပြုမှုခဲ့တဲ့အရာတွေကိုပြောပြလိုက်တဲ့အခါအားလုံးရှော့ရသွားကြပါတယ်။ခရစ်ကတော့ဒါတွေခဏထားပြီးတော့တောမက်ကိုရှာဖို့ပဲပြောလိုက်ပါတယ်။တောမက်ကတော့သူ့ပစ္စည်းတွေထုတ်ဖို့အခန်းတော်ဖွင့်နေစင်မှာပဲဓမီယာမတော်တဆလွတ်ကြသွားပါတယ်။ အဲ့ဒါကြောင့်ဓမီကိုပြန်ကောက်တဲ့အချိန်သူ့ရှေ့မှာလူတယောက်လာရတာကြောင့်မောကြည့်လိုက်တဲ့အခါညနေဖုန်းနဲ့ဂျေကော်ကြီးဖြစ်နေလို့ထိတ်လန့်ပြီးဘာကြီးလဲလို့သာရေရွလိုက်မိပါတယ်။ထို့အခါဂျေကော်ကသူ့ကိုဓားနဲ့လွှဲခုတ်ခဲ့တာကြောင့်အမြန်ရှောင်တရင်ပဝင်းဂျီကတွေ့ရမြင်ရပစ္စည်းတွေနဲ့ပြန်ခုခံကထွက်ပြေးလာပါတယ်။အဲ့ဒီအခါတစ်ဖက်ကလာတဲ့ခရစ်စတိုနဲ့တွေ့ပြီးတော့ဂျေကော်အသက်ရှင်နေသေးတဲ့အကြောင်းပြောနေတော့မှပဲဂျေကော်ဟာတကားမန်ကိုဖောက်ပြီးသောမတ်စ်ကိုလာဆွဲပါတယ်။ ဝယ်ရဲ့အကူအညီကြောင့်ပဲကံကောင်းထောင်းမှစွာနဲ့လွတ်လာခဲ့ရပြီးထပ်မံထွက်ပြေးခဲ့ကြရင်လည်းဂျေကောကလည်းသူတို့နောက်ကိုလိုက်လို့လာခဲ့ပါတယ်။မောင်မောင်မဲမဲနဲ့ပြေးကြရင်လူစုတွေကွဲကုန်ကြပြီး M ကတော့တယောက်တည်းဖြစ်သွားပါတယ်။ခရစ်တိုမောင်နှမရဲ့ Thomas နဲ့ Rose ရဲ့ကလည်းတရဲစီဖြစ်ကုန်ကြပြီး Thomas ကတော့သူ့အနားမှာကပ်နေလူစုကွဲသွားရင်ဘာတစ်ခုမှကောင်းတာဖြစ်လာမှာမဟုတ်ဘူးလို့ Rose ကိုပြောကာထွက်လန်းရှာကြပါတယ်။ဝယ်ကတော့ဂျေကောကိုမျက်ခြေဖြတ်ဖို့အတွက်သူ့ညီမကိုရုံးခန်းထဲမှာဝင်ပုန်းခိုင်းခဲ့ပါတယ်။ မြမဖြစ်သူကိုကာွယ်ခြင်းနဲ့ဝယ်လျက်စိတ်ကိုခရစ်ယောက်ကနားမလည်ခဲ့ပဲသွေးကြောင်နဲ့ဖွချားလို့ဆိုကပြစ်တင်ပြောဆိုနေတာကြောင့်ဒီလိုလူသက်သမားကသူ့ညမကိုတက်ခွင့်မရကြအောင်ဆိုတဲ့စကားတစ်ခုနဲ့သာပြန်လည်တုံ့ပြန်လိုက်ပါတယ်။တယောက်တည်းသွေးယူသွေးတန်းဖြစ်နေတဲ့အမ်ကတော့တွေ့ရမြင်ရအခန်းတွေရှောက်ဖွင့်ခြင်းဖွင့်လို့ရတဲ့အခန်းတစ်ခုတည်းဝင်နေလိုက်ပါတယ်။ဒါအိမ်သာကန်းတာဖြစ်နေခဲ့ပြီးတော့သူ့မလည်းထဲရနေတကားပိတ်ကပုန်းနေလိုက်ပါတယ်။ဒီခါသူမလိုပဲတကားတွေလိုက်ဖွင့်ကြည့်နေတဲ့သောမက်စ်တို့ကသူမရှိရာအခန်းစီရောက်လာခဲ့ပေမဲ့တကားဖွင့်မရလို့ထွက်သွားကြပါတယ် ကြောက်စိတ်ကလွဲပြီးဘာမှမတွေးနိုင်တဲ့အတွက်သောမက်စ်တို့ရဲ့အတန်ကိုကြားပေမဲ့တကားဖွင့်မပေးမိခဲ့ပဲထွက်သွားကမှအတိပြန်ဝင်ပြီးတကားသွားဖွင့်ဖို့လုပ်ပါတယ်။ဒါပေမဲ့အင်သာထဲမှာပုံနေတဲ့အခြေကောကထွက်လာပြီးသူ့မရဲ့လက်ရင်းကိုဖမ်းညစ်လိုက်ပါတယ်။သူ့ရဲ့ထွားကျိုင်းလာတဲ့လက်ကြီးတွေနဲ့အမ်မြေလေတိုင်းကိုအတကုံညှစ်ပြနေတာကြောင့်အမ်တယောက်သွေးပွက်ပွက်အန်ကလဲကျသွားပါတယ်။ဒီချိန်မှာမှန်တဲ့သူ့ကိုယ်သူပြင်မြင်လိုက်ရတဲ့ခြေကောကရခင်အဖြစ်ပြက်တွေကိုပြန်အမှတ်ရသွားခဲ့ပြန်ပြီးအမေရဲ့အမေစကားတွေကလည်းနားရဲပဲ့တင်ထက်လာပါတယ်။ ခြေကောကတော့မလုံနိုင်ဘူးလို့ဩဟင်ရင်နိုင်ငံအမှန်တွေကိုလက်သီးနဲ့ထိုးပြနေပါတယ်။ဒါဟုတ်ကြတဲ့အမ်ကသူ့မအောင်မတတ်တော့ဘူးလို့ထင်သွားပြီးဖျားသခင်ကိုကျေးဇူးတင်ကြောင်းရေးရွလိုက်ပါတယ်။ဒီအခါခြေကောကဘာလို့ဖျားသခင်ကမင်းကိုကူညီမှလဲလို့ဆိုကသူ့မဘက်ကိုပြန်လှည့်လာပါတယ်။ပြီးတော့လဲအမ်ကိုမင်းဟာဆိုးသွမ်းတဲ့လူပဲလို့ပြောလိုက်ကအမေရဲ့စကားတွေကလည်းပြန်လဲမြင်အောင်လာခဲ့တာကြောင့်မင်းရဲ့အပြစ်တွေကိုငါမြင်နေရတယ်လို့ထပ်မံပြောနေခဲ့ပါတယ်။မကြခင်မှာပဲအမ်ကလည်းလေပင်ညှက်ခံထားရတဲ့ဒဏ်ကြောင့်အသက်ရှူတက်လာပြီးသေဆုံးသွားပါတော့တယ်။ အရေးပေါ်အပေါက်ကိုရှာတွေ့သွားတဲ့ Thomas ကတော့ Rose ကိုအရင်ထွက်ပြေးခိုင်းလိုက်ပြီးအကူအညီပါခေါ်ဖို့ပြောလိုက်ပါတယ်။သူကတော့ Chris ကိုရှာရအောင်မယ်လို့ပြောရင်တကားနာသွားတဲ့အခါတကားကတန်ကျိုးတွေနဲ့အပိတ်ခံထားရပါတယ်။ဒါဟာသူတို့ထွက်မပြေးနိုင်အောင် Jacob ကကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီးသူတို့ကလည်းနောက်ထပ်ထွက်ပေါက်ကိုထပ်ရှာရပြန်ပါတယ်။ဒီချိန်မတင်ငါစရာအတန်တစ်ခုကြားလိုက်ရလို့တွေ့ရအခန်းထဲဝင်ပုန်းနေလိုက်ကြပါတယ်။ Rose ကိုတော့ဆင်အနောက်မှာပုန်းနေခိုင်းခဲ့ပြီးသူကတော့မျက်နှာချင်းဆိုင်မှာရှိတဲ့တွန်းလဲတစ်ခုရဲ့အောက်မှာပုန်းနေလိုက်ပါတယ်။ တိတ်မကြခင်မှာပဲဂျေကော့ဟာအသွားပါတဲ့ဓာတ်ချောင်းကိုအကင်ကအခန်းထဲကိုဝင်လာခဲ့ပါတယ်။ဖြစ်ချင်တော့သူတို့နဲ့ဘေးကျင်းကအခန်းထဲမှာခရစ်တိုဟာရှိနေခဲ့ပြီးကန်ဒီဘေလို့မောင်နှမနှစ်ယောက်လုံးဂျေကော့မမြင်ခင်မှာပဲပုန်းလှန်နေပါတယ်။ကြောင်လုံးလို့အသက်ရှူတန်းတွေပြင်လာတဲ့ရုစ်ကိုဂျေကော့ကတွေ့သွားပြီးအန်နီယံမပေးခင်ခရစ်ကတပတ်ခန်းကနေအကျဲကြီးထောက်အောင်လိုက်ပါတယ်။ဒီအခါဂျေကော့ဟာခရစ်တိုရှိနေတဲ့အခန်းဘက်အာယုံရောက်သွားပြီးတော့တောမက်ကလည်းဒါကိုခွင့်ကောင်းယူကထွက်ပြေးဖို့ရုစ်ကိုအချက်ပြလိုက်ပါတယ်။ဒါပေမဲ့သူမအပေါက်စီကိုထွက်ပြေးဖို့စူးစမ်းနေစင်မှာပဲ အကင်းမတဲ့ဂျေကွန်ကဓာတ်နဲ့လှည့်ခုတ်လိုက်တာကြောင့် Rose တယောက်လဲပင်ပြတ်ပြီးအသက်ပြောက်ခဲ့ရပါတယ်။ Chris ကတော့သူမတငင်ချင်းရဲ့တေဆုံးမှုကိုတစ်ဖက်ခံရနေ၊နာဂျီဝမ်းနဲ့စွာရက်ကြည့်နေခဲ့ရပြီးသူမအကူကတော့အမှန်ကိုရိုက်ခွဲလိုက်ကသောမတ်စ်ကိုအမြန်ဝင်လာဖို့ပြောလိုက်ပါတယ်။သောမတ်စ်ကလည်းဂျေကွန်အလစ်မှာတစ်ဖက်ခံကိုအမြန်ကူးသွားလိုက်ပြီးသုံးယောက်သားရှောင်းလန်းနေကိုထွက်ပြေးလာကြပါတယ်။ဒါမဲ့ Will ကဖမ်းခံလိုက်ရပြီးတော့သူညမရှိမှရင်လဲပင်ညစ်ခံနေရပေမဲ့ကိုကြီးဖို့မတောင်းဆိုခဲ့ပဲထွက်ပြေးဖို့သာပြောလိုက်ပါတယ်။သောမတ်စ်ကတော့ Chris ကိုအတင်းဆွဲခေါ်သွားပြီး ဝဲကလည်းသူ့အားရှိသလောက်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းခြေကောကတော်ယုံနာခြင်းမှုလောက်ကိုခံနိုင်ရရှိနေတာကြောင့်ဝဲတယောက်သူ့လက်နဲ့နဲ့သူ့ပြန်အထိုးခံလိုက်ရပါတယ်။တောမက်ကတော့ခရစ်ကိုတွဲခေါ်ပြီးထွက်ပြေးလာရင်ထွက်ပေါက်ကိုရောက်လာပေးမယ်လေ။တန်ဂျိုးရီနဲ့တကားဝမှာချီနောင်ခံထားရတဲ့ရိုးစီရဲ့အလောင်းကြီးကိုမြင်တော့တွန့်ဆုတ်သွားကြပါတယ်။ဒီချိန်ဝဲရဲ့အော်တန်ကလည်းဇက်တိုက်ကြားနေရတာကြောင့်တေအောင်ပြစ်မထားခဲ့နိုင်တဲ့ခရစ်ဟာသူ့မအကူကိုပြန်သွားခဲ့ဖို့မှန်မုန်းနဲ့တူတလက်ကိုယူသွားပါတယ်။ တောမက်စ်ကလည်းခရစ်တယောက်ထဲကိုမလွတ်လိုက်နိုင်တာကြောင့်အနောက်ကလိုက်လာပြီးတော့အတန်ကြာရစီထွက်လာကြပါတယ်။အော်ဒန်ကမြေအောက်ခန်းထဲကနေလာနေတာကြောင့်နှစ်ယောက်သားဆင်းလာကြပြီးဝယ်ကိုလိုက်ရှာကြပါတယ်။တကားတစ်ချက်ကိုတွေ့တော့ဝင်လာခဲ့ကြရင်အလောင်းတွေချာမှဖမ်းခံထားရတဲ့ဝယ်ကိုရှာတွေ့ခဲ့တယ်။ထို့နောက်သူ့ပါဇက်မှာပိတ်ခံထားရတဲ့တိတ်ကိုခွာပြေးလိုက်တဲ့အခါဝယ်ကသူ့ညမကိုပြေးတော့လို့စီးပြောလိုက်ပေမဲ့ဂရင်အောက်မှာရှိနေတဲ့ခြေကောဟာသူ့ရင်ဝတဲ့ဖောက်ဆက်ကြီးတစ်ခုထိုးသွင်းလိုက်ပါတယ်။အဲ့နောက်ဂရင်အောက်ကထွက်လာပြီးတော့သူတို့ကိုပါတိုက်ခိုက်လာတာကြောင့်တောမက်စ်က ခရစ်ကိုကရင်ဖောက်ဆက်တဲ့ပခုံးကိုအထိုးခံလိုက်ရပါတယ်ခရစ်ကတော့သောမက်စ်ကိုအမြန်ပြန်ထူပြီးတော့အခန်းပြင်ကိုထွက်လာခဲ့ပေမဲ့ထွက်ပေါင်းမရှိလို့သောမက်စ်မှာပါလာတဲ့တော့ရီနဲ့ခြံတကားတွေကိုဖွင့်ပြီးအထဲမှာဝင်ပုန်းနေလိုက်ကြပါတယ်ခဏကြာတော့ဂျေကောကရောက်လာခဲ့ပြီးတကားတွေကိုတစ်ချက်တည်းတွန်းဖြတ်ကာသူတို့နှစ်ယောက်ကိုရှာနေခဲ့ပါတယ်ဂျေကောကသူတို့ကိုကြော်ပြီးတော့တခြားဘက်မှာရှာနေတဲ့အချိန်ခရစ်ကခြံတကားတော့ကိုပြန်ဖွင့်လိုက်ကာသောမက်စ်နဲ့အတူအပြင်ဘက်ကိုအမြန်ထွက်ပြေးခဲ့ပါတယ် သူတို့ပြေးသွားတာကိုဂျေကောကတွေ့လိုက်ပြီးတော့နောက်ကလိုက်လာတာကြောင့်ခရစ်တိုလည်းပိတ်ထားသမျှတကားတွေကိုဖွင့်ကထွက်ပြေးကြရင်တည်တည်လေးလွတ်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတာဟာစေးပစ္စည်းထားရာအခန်းတစ်ခုရဲ့ဖြစ်နေလို့ခရစ်ကတော့မတ်ရဲ့ထံရာကိုစေတော်တန်းစင်ပြေးလိုက်ပါတယ်။ပြီးတော့သွေးထွက်မလွန်အောင်လည်းအနာအပေါ်ကြောကိုမိမြိုင်ပြီးကြက်အောင်လုပ်ပေးခဲ့ပါတယ်။ဂျူရင်းမောက်တစ်ချက်ကိုတွေ့တော့အဲ့ဒီကနေအပြင်ကိုထွက်ဖို့ပြောပေမဲ့ထံရာကြောင့်လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့တဲ့တော့မတ်ကသူ့ကားတော့ကိုပြေးလိုက်ပြီးခရစ်ကိုတယောက်တည်းထွက်သွားခိုင်းလိုက်ပါတယ်။ ခရစ်ကအဲ့လိုမလုပ်ချင်ခဲ့ပေမဲ့အကူအညီအရင်တောင်းပြီးမှပြန်လာခဲ့လို့ပြောလာတဲ့သောမတ်စ်တောင်လက်ခံလိုက်ပြီးပြတင်းပေါက်ကနေအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်။အပြင်ရောက်တော့ကားရှိရာစီတဖြည်းဖြည်းချင်းသတိနဲ့သွားခဲ့ပေမဲ့ဂျေကောကစောင့်ကြိုနေလို့အခွင့်အရေးမရလိုက်ပဲအထဲကိုပြန်ဝင်လာရပါတယ်။ဒါမဲ့ဂျေကောကရှိသမျှတကားမှန်တွေကိုလိုက်ခွဲပြစ်နေလို့နှစ်ယောက်သားဂျောင်းမှာကပ်ပုံးနေလိုက်ရပြီးဂျေကောအပြင်မှာရှိနေတာတေချာသွားတော့မှရှောင်းလန်းနေကနေပြန်ပြေးဖို့လုပ်ကြပါတယ်။ချီရနေခရစ်ကဥဆောင်ပြင်းနေပြီးတော့ထံရရနေတဲ့သောမတ်စ်ကတော့နောက်ကနေတရွေ့ရွေ့လိုက်လာပါတယ် ဒီလိုနဲ့ပထမဆုံးတွေ့ရတဲ့တကားတစ်ချက်ကိုခရစ်တယောက်ဖွင့်ဖို့လုပ်နေခြင်းပါပဲ။ဘယ်ကနေဘလို့ပြန်ရောက်လာမှန်းမသိတဲ့ဂျေကော့ဟာတကားကိုဖောက်ပြီးဓာတ်နဲ့ထိုးလိုက်တာကြောင့်သူ့မဘိုက်ကိုပါစိုက်သွားပါတယ်။အဲနောက်သူ့ရဲ့နောက်ဆုံးပြစ်မှတ်ဖြစ်တဲ့ Thomas နောက်ကိုဆက်လိုက်ခဲ့ပြီး Thomas ကသူ့ကိုထောင်းတနေရာကနေအလစ်ဝင်တိုက်ခဲ့တာကြောင့်လက်ထဲကဓာတ်ဟာလွတ်ကျသွားခဲ့ပါတယ်။ကြားလာတဲ့ဓာတ်ကိုပြန်ကောက်ပြီးတော့တိုက်ခိုက်ဖို့လုပ်တဲ့အခါဂျေကော့ကသူ့လက်ကိုတန်းင်းချလိုက်ပြီးနယံတွေနဲ့ကန်ရိုက်လိုက်ပါတယ်။နောက်ဆုံးတစ်ချက်မှာသတိလစ်ခံနေနေပြီဖြစ်တဲ့ Thomas က ရှိသမျှအားရင်တုံးကထွက်ပြေးလာခဲ့ရင်လူခန်ဒီဆဲဆဲမှာပြန်အဖမ်းခံလိုက်ရပါတယ်။ဒီလိုနဲ့အထက်မှအထူထောင်ခံရပြန်ပြီးတော့လဲကျနေတဲ့သောမတ်ကိုအဆုံးသက်ပေးဖို့ဓာတ်သွားယူတဲ့ဂျေကော့အလစ်မှာသောမတ်ဟာဓာတ်ရုပ်စေးရည်တွေထည့်ထားတဲ့ဆေးထိုးအကြီးနဲ့ထိုးချလိုက်ပါတယ်။အဲဒီနောက်ဆေးပိုက်ကိုဖြန့်ချလိုက်တဲ့အခါဓာတ်ရုပ်ရည်တွေကဂျေကော့ရဲ့သွေးကြောတွေထဲကိုစီးဝင်သွားခဲ့ပြီးမချိမဆန့်ခံစားရကလဲကျသွားပါတော့တယ်။ဒီလိုနဲ့ဂျေကော့လက်ကလွံ့မြောက်လာခဲ့တဲ့သောမတ်တယောက်ခရစ်ကိုအပြီးတိုင်နှုတ်ဆက်ခဲ့ပြီးရင်ခွဲရုံကြီးတဲ့ကနေထွက်လာခဲ့ပါတယ် က်ဆိုင်ရောင်အကြောင်းကြားဖို့သူကားနဲ့ထွက်လာခဲ့ပြီးတော့ဂိတ်ဝါမှာလမ်းပိတ်ထားတာကိုတွေ့လို့ကားပေါ်ကနေဆင်းသွားကဖွင့်ပြီးပြန်အလှည့်မှာပဲကားနောက်တကားပွင့်နေရအောင်တွေ့လိုက်ရပါတယ်။ဒီအချက်ကြောင့်အခြေကောလိုက်လာမအောင်စိုးရိမ်နေတဲ့သောမတ်ဟာကားနာမတော်တော့ပဲအနောက်ကိုတဖြည်းဖြည်းချင်းဆုတ်သွားတဲ့အခါခြေကောကသူ့အနောက်မှာရောက်နေခဲ့ပါပြီ။အဲဒီနောက်သူ့ရဲ့မျက်လုံးလေးကိုအစိမ့်လိုက်ဖောက်ထုတ်ပစ်ခဲ့ပြီးဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။အမျိုးမျိုးသောနီလန်းနေနဲ့တက်နေတာတော့မသေးတဲ့ခြေကောဟာဘလို့နီးနေမှလူသားတယောက်မဟုတ်နိုင်ဘူးဆိုတာကတော့ကျင်းသေးပါပါပဲ ။သူပါကြောင့်ဒီလိုမျိုးမတိမျိုးဖြစ်နေရလဲဆိုတာကိုတော့ဘယ်သူမှဖော်ထုတ်နိုင်ခြင်းမရှိခဲ့ကြပါဘူး။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်ကြီးများအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်လူသက်စကားကောင်းလေးတွေကိုလည်းစဉ်ဆက်မပြတ် recap ပြုလုပ်ပေးသွားမှာမို့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့မမေ့ကြပါနဲ့နော်။